နံပါတ်3အလာကတမန်တော်မုဟမ္မဒ်ဆလ္လလောဟ်အလัยဟိဆလမ်ကိုထင်းထင်းရှားရှားစောက်ရှောက်ဖို့ကုရ်အန်အဓိပ္ပာယ်နဲ့ဒါဝတ်ပင်းဤသင်္နန်းသင်္ကန်းစာ7အလ်ဟမ်ဒူလ illah တမန်တော်မြတ်ဆလ္လလောဟ်အလัยဟိဆလမ်ဟာမက္ကာမှာပွင့်ပေါ်လာပြီးခရေက73နှစ်လုံးလုံးကုရ်အန်ကို ပို့ချခဲ့တယ်အစ္စလမ်သာသနာကိုဖြန့်ချခဲ့တယ် အစ္စလာမ်ကိုမလိုလားသူတွေကတမန်တော်ကို အမျိုးမျိုးဒုက္ခပေးကြတယ်အဲ့ဒီလောက်ဒုက္ခမျိုးစုံပေးတာတောင်မရက်တဲ့နောက်ဆုံး73နှစ်ကြာပြီးညတညမှာတမန်တော်ကိုလှုပ်ကြံတက်ဖြတ်ဖို့လူမျိုးစုတစုစီကနေလူငယ်တဦးစီစုဆောင်းပြီးတမန်တော်အိမ်ကိုညဘက်မှာဓားရီနဲ့ဝိုင်းထားလိုက်ကြတယ်တမန်တော်ထွက်လာရင် အလုံးကဝိုင်းပြီးခုတ်တက်လိုက်ကြဖို့ကြံစည်ကြခြင်းဖြစ်တယ်။သူတို့နဲ့ပတ်သက်ပြီးအရှင်မြတ်ကအခုလိုမိန့်တော်မူတယ်။ဝအီဒီယံကူရူဘီကလ္လဒီနကဖာရူလီယုစပီတူကာအောယကတူလူကာအောယူခရီဂျူထို့ပြင်တခါတွင်ကာဖီရင်းပယ်သူများသည်အသင်တမန်တော်နှင့်ပတ်သက်၍ အသင်အာ သူတို့ဖမ်းချုပ်ကြရန်သို့မဟုတ်အသင်အာသူတို့တပ်ဖြတ်ကြရန်သို့မဟုတ်အသင်အာမကာမြို့မှသူတို့နှင်ထုတ်ကြရန်တိတ်ဆိတ်စွာကြံစည်နေကြသည်ကုရ်အာန်ဆူရာ၈အာယတ်30အရှင်မြတ်ကအဲ့ဒီမြားမှာပဲတမန်တော်ကိုအိမ်ကနေထွက်ပြီးဟိဂျရတ်လောက်သွားဖို့မိတ်လိုက်တဲ့အပေါ်မှာလူငယ်တွေဓာမိုးထားတဲ့ဈာတွေကပဲ ဖက်သွားတော်မူခဲ့တယ်။အရှင်မြတ်ကစောင်းလျှောက်ထားတဲ့အပေါ်မှာသူတို့ဟာတမန်တော်ထွက်သွားတာကိုမြင်တော်မမြင်လိုက်ကြတော့ဘူး။ဒါဟာအရှင်မြတ်ရဲ့စောင်းလျှောက်မှုကိုမြတ်ဝါထင်နေမြင်နိုင်တဲ့အရာဖြစ်တယ်။တမန်တော်ဟာအိမ်ကနေထွက်သွားပြီးအဘူဘကာကိုခေါ်ကာဖောင်ရလေကူထဲမှာသုံးရက်ခိုအောင်နေခဲ့တယ်။ကာဖီရ်တွေဟာအနှက်လိုက်ရှာရင်းနဲ့ ဆောင်းရလယ်ဂူဝအထိရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာအဘူဘကာရကတမန်တော်ကပြောတယ်လန်ဂူဝမှာကာဖီရတီရဲ့ခြေတော်တွေကိုကျွန်တော်တို့လမ်းမြင်နေရပါပြီသူတို့အနေနဲ့လန်ဂူတဲကိုငုံကြည့်လိုက်ရင်ကျွန်တော်တို့ကိုတွေ့သွားမှာစွရင်ပါတယ်လို့ပြောတယ်အဲ့ဒီအခါတမန်တော်ကမိန့်တယ်လာတဟဇန်အ နာဝဟမာနာအသင်မစိုးရင်ပါနဲ့အမှန်စင်စက်အလ္လာရှင်မြတ်ဒီငါတို့နဲ့အတူရှိတော်မူသည်ကုရ်အာန်ဆူရာကုအာယတ်40အရှင်မြတ်ကကာဖီရတွေကိုလှိုင်ခူတဲ့ငုံမကြည့်စီပဲပြန်သွားစီခဲ့တယ် ဒါဟာလေအရှင်မြတ်ရဲ့စောင်းရှောက်မှုကိုမြတ်ဝါထင်နေမြင်နိုင်တဲ့အရာဖြစ်တယ်။အဲ့ဒီနောက်တမန်တော်ဟာမဒီနာကို ရောက်သွားခဲ့တယ်။မဒီနာမှာအစ္စလာမ်ကိုမလိုလားတဲ့သူတွေက လာပြီးအသက်ကိုရန်ရှာမှာစိုးရိမ်နေရလို့ဆဟာဘာတွေကတမန်တော်ကိုညတိုင်တွေမှာကင်းဆောက်ပေးကြတယ်။အဲ့ဒီအခါအရှင်မြတ်ကဒီအာယတ်ကိုချပေးတော်မူခဲ့တယ်။ والله يعصمك من الناس ၎င်းဒီအလားရှင်မြတ်ဒီအသင်ကိုလူများဤဘေးအန္တရာယ်မှထိမ့်သိမ့်စောင့်ရှောက်တော်မူမည်ကုရ်အာန်စူရာ9အာယတ်69ဒီအာယတ်ကြားတဲ့အခါတမန်တော်ကကင်းဆောင်နေတဲ့ဆဟာဘာတွေကိုပြန်လွတ်လိုက်တော်တယ် ်ဘယ်သူမှတမန်တော်ရဲ့အသက်ဘေးအန္တရာယ်ကိုမရှာနိုင်တော့ဘူးဒါဟာလေအရှင်မြတ်ရဲ့စောင်းရှောက်မှုကိုမြတ်ဝါထင်နေမြင်နိုင်တဲ့အရာဖြစ်တယ်အဲ့ဒီနောက်10နှစ်လုံးလုံးအစ္စလာမ်ကိုဖျက်ချီပြီးနောက်တာဝန်ပြီးဆုံးသွားတဲ့အခါအရှင်မြတ်ကမိမိထံပြန်လဲခေါ်ယူလိုက်တော့တယ် အဲ့ဒီအခါအစ္စလာမ်ကိုမလိုမလားသူတွေဟာ တမန်တော်အသက်ကိုသိအောင်မလုံးနိုင်တဲ့အဆုံးတမန်တော်နာမည်ကိုသိအောင်လုံးမယ်ဆိုပြီးနာမည်ဖြတ်ဖို့ကြိုးစားကြပြန်တော့တယ်ဒါပေမဲ့အရှင်မြတ်ကအခုလိုမိန့်ထားတာရှိလို့တမန်တော်မြတ်ရှင်နေတဲ့အခါမှာရောဆုံးပြည့်တဲ့နောက်ရောဘာမှတိတ်ခါမချနိုင်ခဲ့ကြဘူးဝါရဖာနာလကဇိကရက် ထို့ပြင်ငါရှင်မြတ်သည်အသင်ဤဂုံတရင်ကိုအသည့်အတွက်ကြော်ကြားစေတော်မူခဲ့သည်ကုရ်အာန်စူရာ94အာယတ်၄ဒါကြောင့်ပဲကျွန်တော်တို့ခေတ်ရောက်တဲ့အခါမှာအစ္စလာမ်ယန်သူယဟူဒီသမိုင်းပညာရှင်ကြီးတဦးဖြစ်တဲ့မိုက်ကယ်အိတ်ဟတ်ကတောင်မှသမိုင်းတစ်လျှောက်လုံးမှာအလွမ်းမှုဆုံး အကျိုးပြုဆုံးပုဂ္ဂိုလ်ကျော်စွာတရားဆိုတဲ့ဆောင်းထဲမှာ တမန်တော်မြတ်ဆလ္လာလဟူအလัยဝဆလမ်ကိုစွဲဆုံးအကျိုးပြုဆုံးဖြစ်နေလို့နံပါတ်1မှာထားခဲ့ရတယ် ဒါဟာအရှင်မြတ်ကစောင်းလျှောက်ပြီးနာမည်မတိအောင်မြင့်တင်ပေးနေတာအထင်အရှားမြင်ရခြင်းပါဒီထင်ရှားတဲ့စောင်းလျှောက်မှုတွေကို မြင်ပြီးအရှင်မြတ်သခင်ကျွန်တော်တို့အားလုံးရဲ့စိတ်နှလုံးထဲကိုကုရ်အာန်ရဲ့ချစ်စိတ်အစ္စလာမ်ရဲ့ချစ်စိတ်တမန်တော်ရဲ့ချစ်စိတ်တို့ကိုထည့်ပေးပြီးစောင်းလျှောက်ထားတော်မူပါစေအာမင်ဆရာဟာရှင်တင်မြင့်